ဖျားသခင်ကကနေ့မှာကျမတို့ကိုခေါ်ဖိတ်နေတော့ငါသားငါသမီးပေါ့နော်ငါထံသို့ပြန်လာပါပေါ့နော်ဖျားသခင်ကျမတို့ကိုစောင့်မျှော်နေတယ်ပေါ့နော်သားထွေးလိုပဲပေါ့နော်ဘလောက်ပဲဆိုးခဲမိုက်ခဲပစီပေါ့နော်သူ့ရဲ့ဖခင်ကသူ့ကိုတရက်မပြက်ပေါ့နော်စောင့်နေတဲ့သူ့လိုပဲပေါ့နော်အားလုံးပဲမင်္ဂလာပါရှိဦးစွာဘုရားသခင်ကိုလွန်မပင်ကျေးဇူးတင်ပါတယ်ဒါပြင်တာမကပါဘောနော်ကျမကိုခွေရင်ပေးတယ်ဆရာအောင်လင်းလင်းနဲ့တူ ဆရာသမားများအားလုံးကိုလည်းကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ကျမ်းစာတော်များတစ်ပိုက်ကိုပြန်လည်ပြီးတော့ဖတ်ပြချင်ပါတယ်။ပမာတွဲနိုင်လဲဆိုတော့ယောမဩဝါဒစာခန်းကြီး6ငယ်34ယေရှုခရစ်၌ပါတီဆန်ကို ခံတော်သူရှိသမျှတို့သည်အသေးခံတော်မူခြင်း၌ပါတီဆန်ကိုခံကြသည်ဟုသင်တို့မသိသလောထို့ကြောင့်အသေးခံတော်မူခြင်း၌ပါတီဆန်ကိုခံတော်အဖြစ်ထိုသခင်နှင့်အတူသူချင်းကိုခံကြ၏ အကြောင်းမူကားခရစ်တော်သည်ခမဲတော်ဤဘုံတကူအားဖြင့်တည်ခြင်းမှာထောင်မြောက်တော်မူသည်ဤသူငါတို့သည်လည်းအသစ်တော်အသက်၌ကျင်လည်ရကြသည်ဒီညနေမှာကျွန်မပြောကြားသွားမယ်ဒေသနာတရားရဲ့ခေါင်းစဉ်ကတော့ဗာရိဆိုင်ခဲ့ယူခြင်းအပြစ်တရားနဲ့တည်ခြင်းနဲ့အသက်တာတည်ဖြစ်ထောင်မြောက်ခြင်းဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်အရင်နှစ်ချင်းခံယူတာကကယ်တည်ခြင်းနဲ့ခရစ်တော်ရဲ့ခရစ်တော်စီမှာပေါ့နော် ရှိတဲ့ အတ္တတအတိရရှိခြင်းကိုဘောနော်ပြောခြင်း ဖြစ်တယ်ဒီထဲမှာဘောစဉ်းစားဖို့အချက်ဘောနော်၃ချက်ပေးထားတယ်ပထမတစ်ချက်အနေနဲ့ပါတီဇန်ရဲ့အတိတ်ပဲဒုတိယတစ်ချက်အနေနဲ့ပါတီဇန်ခံရအမိတ်တော်တတိယတစ်ချက်အနေနဲ့ယုံကြည်ခြင်းရဲ့အပြင်ပန်းဖော်ပြချက်ဆိုပြီးတော့ဘောနော်အဓိက၃ချက်ကိုပြောသွားမှာဖြစ်ပါတယ်ကျမတို့ယုံကြည်သူ ခရိယန်တယောက်အနေနဲ့ဘောနော်ဒီယဉ်နစ်ချင်းခံခြင်းကဘောနော် အလွန်အင်မတန်မှပင်အရေးကြီးတဲ့အရာဖြစ်တယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့ဒီရင်းနှီးချင်းခံယူ လိုက်မယ်ဆိုလို့ရှိရင်ကျမတို့စီမှာရှိတဲ့အပြစ်တွေကဘုရားကနော်ဖြေလို့ပေးတဲ့အတွက်ကြောင့်ဖြစ်တယ်အဲ့အတွက်ကြောင့်ခရစ်ယုံကြည်သူတယောက်အနေနဲ့ရင်းနှီးချင်းခံယူခြင်းကအရေးကြီးတဲ့အကြောင်းကိုဖော်ပြထားပေးခြင်းဖြစ်တယ်ဒါပြမကောက်ပေါ့နော်ဒီယောမခန်းကြီး၃ငွေ sorry ယောမခန်းကြီး6ငွေ3လင်းတမန်တော်အခန်းကြီးနေ့ငွေ38မှာဒီပါတီဇန်ရောပါတီစကားလို့ပြောခြင်းဖြစ်တယ်ဗောနော်ဒီယနေ့ချင်းရဲ့အရေးကြီးတဲ့ဒီအချက်3ချက်ကိုဗောနော် ကျမတို့ဆက်ပြီးတော့လေ့လာကြည့်ကြအောင်ဗောနော်နံပါတ်1တစ်ချက်ခုနပြောသလိုပဲပါတီဇန်ရဲ့အတိတ်ပဲရောဘာကိုပြောခြင်းလဲဆိုတော့ဒီအပြည့်နဲ့အတူတည်ခြင်းနဲ့အသက်တာအသက်မှာထမြောက်ခြင်းဆိုတာဖြစ်တယ်ဗောနော်ကျွန်တော်တို့စီမှာရှိတဲ့အပြစ်တွေကိုဗောနော် ဒီယင်းနှချင်းခံယူလိုက်ခြင်းအဖြစ်အပြစ်တွေကဖျားခွလွတ်ပေးတယ်ဒါပေမဲ့ပေါ့နော်ယင်းနှချင်းခံခံပြီးတာနဲ့ကျမတို့ကကဲတင်ချင်းအထက်မှာပါသွားတဲ့သူမဟုတ်ပေါ့နော် ကျမတို့ကဖျားရဲ့ပညာတော်တွေပေါ့နော်လိုက်လျှောက်ဖို့လည်းလိုအပ်တယ်ဖျားပြောထားတဲ့အရာတွေပေါ့နော်ဖျားချစ်သုံးခြင်းနဲ့ပြကျင့်သုံးစီခြင်းနဲ့လမ်းစဉ်တွေကိုကျမတို့လိုက်ရှောက်မှတ်တာလို့ဒါရင်ကဲတင်ချင်း ခံရတဲ့အတူအထက်မှာပါဝင်မှာဖြစ်ပါတယ်ဒီအပြစ်နဲ့အတူတည်ခြင်းပါဟုဆိုလိုချင်လဲဆိုတော့ရင်းနှီးခြင်းခံလိုက်ခြင်းကကျွန်တော်တို့စီမှာရှိတယ်ပေါ့နော်ဒီအပြစ်နဲ့အတူတည်ခြင်းကိုကိုးစားပြုတယ်အတ္တတာအသေးထမြောက်ခြင်းကဘာကိုကိုးစားပြုလဲဆိုတော့ရင်းနှီးခြင်းခံခြင်းကပေါ့နော်ခရစ်တော်နဲ့အတူ အသက်သောအသည့်သောအသက်တာ၌နေထိုင်ခြင်းကိုကိုးစားပြုတယ်ဗောနော်ကျမတို့ရဲ့ဘဝကဗောနော်ဒီယဉ်နှချင်းခံယူခြင်းအဖြစ်ဒီဘဝဟောင်းကတေတေမတာလင်ဗောနော်ဘဝအသည့်မှာကြီးထွားပြီးတော့ဝိညာဉ်ရေးဘက်မှာဗောနော်အတီးအပွင့်နေများစွာ ရှိလာမှာဖြစ်တယ်ဗောနော်ဥပမာရေထဲကနေလိုက်တဲ့အခါမှာဆိုလို့ရှိရင်ဘာကိုကိုးစားပြုလဲဆိုတော့ယဉ်နှစ်ဘဝဟောင်းတေစေခြင်းကိုကိုးစားပြုပြီးတော့ရေကနေထွက်လာတဲ့ຢာကတော့ အတိတ်သောအတ္တတာအတိတ်နဲ့ထမြောက်ခြင်းကိုကိုစားပြုရာဖြစ်ပါတယ်။နံပါတ်2တစ်ချက်အနေနဲ့ပေါ့နော်ဗာရိဆန်ခံရံမိတ်တော်မူချက်ကဗာလဲဆိုတော့ကျမတို့ကပေါ့နော်နောင်တရပြီးတော့အပြစ်လွတ်ခြင်းအတွက်ယဉ်နစ်ခြင်းခံယူဖို့ဖြစ်တယ်ပေါ့နော်။ဒီတမန်တော်ခန်းကြီးနေ့ငယ်38မှာဘာကိုပြောလဲဆိုတော့ပေတရုကလည်းတင်တို့၏အပြစ်ကိုလွတ်စေခြင်းကနောင်တရရ၍တယောက်မျှမကျွင်းယေရှုခရစ်၏ နာမ၌ပါတီဇန်ကိုခံကြလောတိုးပြုလင်တက်ရှင်တော်ဝိညာဉ်တော်ဒီဟုသောဆုဆုကျေးဇူးတော်ကိုခံရလိမ့်မည်ဆိုပြီးတော့ပြောထားတယ်ပေါ့နော်။ဥမာလူတယောက်ကပေါ့နော်သူလုတ်ခဲ့တဲ့ဒီမကောင်းမှုတွေအားလုံးပေါ့နော်ဒီမမကောင်းမှုဒုစရိုက်တွေပေါ့နော်သူကပေါ့နော်ဒီအရာနေပေါ့နော်သူကကင်းလို့ခြင်းနဲ့အဲ့အတွက်ကြောင့်ပေါ့သူရဲ့စိတ်ဆန္ဒကပေါ့နော်နောင်တရခြင်းနဲ့စိတ်ဆန္ဒရှိတဲ့အတွက်ကြောင့်ပေါ့နော်ဒီပြစ်လို့ဖို့အတွက်ဘုရားသခင်စီမှာ တောင်းခံတဲ့အသက်တာကိုပြောချင်းဖြစ်တယ်ပေါ့နော်ကျမတို့ပေါ့နော်ယင်းနှင်းချင်းခံလိုက်တာနဲ့အပြစ်လွတ်ချင်းခုနပြောသလိုပေါ့နော်အပြစ်လွတ်ချင်းကိုကျမတို့ရရှိသွားခဲ့တယ်သို့ပေမဲ့သို့ပေမဲ့လည်းပေါ့နော်ဒီဆေးရုံမှာပေါ့နော်ဆေးကုသမူပြုတ်လုတ်ပြီးတော့ယောဂါတွေကိုပေါ့နော်ဖယ်ရှားသလိုပဲဒီယင်းနှင်းချင်းခံယူချင်းကလည်းပေါ့နော်ရဲနေဆေးကြောလိုက်တဲ့အတွက်ကြောင့်ကျမတို့မှာရှိတဲ့အပြစ်တွေကိုဘုရားဆေးကြောတာနဲ့အတူတူပဲပေါ့နော် ဒါပေမဲ့ပေါ့နော်ကျမတို့တတိပြုရမှာတစ်ချက်ကပေါ့နော်ဒီအပြစ်ကပေါ့နော်ကျမတို့ကိုထာဝရအသက်ဆုံးရှုံးစေနိုင်တဲ့အထည်ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒီအချက်ကပေါ့နော်တတိပြုဖို့အင်မတန်မှပဲအရေးကြီးတယ်ဒီအပြစ်ဆိုတဲ့ယောဂါကိုလည်းပေါ့နော်လင်းမြန်စွာ ကုသဖို့လည်းလိုအပ်ပါတယ်ကျမတတိယတစ်ချက်အနေနဲ့ပေါ့နော်မသွားခင်မှာအလင်းအဖွဲသူဖွဲ့သားများထံမှဘုရားသခင်ကိုယ်တော်ချီးမွမ်းတဲ့ကိုနားဆင်ရမှာဖြစ်ပါတယ် 开心。 အဖွဲ့သူဖွဲ့သားများအားလုံးကျေးဇူးတင်ပါတယ်။ဆက်ပြီးတော့ဗောနောနံပါတ်3တစ်ချက်အနေနဲ့ယုံကြည်ခြင်း၏အပြင်ပန်းပေါ်ပြချက်ယဉ်နှချင်းခံယူခြင်းကကျမတို့စီမှာရှိတဲ့အတွင်းရဲ့ပြောင်းလဲမှုဖြစ်ပြီးတော့အပြင်ပန်းရဲ့ပေါ်ပြချက်ဖြစ်တယ်ဗောနောဒီချက်ကယောမခန်းကြီး6အငယ်3-4နဲ့တမန်တော်ဝုထုခန်းကြီး1အငယ်38ဒီဂျမ်းတစ်ချက်ပေါ့နော်ကိုဆက်ဆက်နေတာတွေ့ရတယ် အတွင်းရဲ့ပြောင်းလဲမှုကပါလဲဆိုတော့ကျွန်မတို့ဒီမှာရှိတဲ့စိတ်ရဲ့အတွင်းပိုင်းပြောင်းလဲခြင်းကိုလက်တွေ့ဖော်ပြတဲ့အရာကိုဆိုလိုခြင်းဖြစ်တယ်အပြင်ရဲ့ပေါ့အပြင်ပန်းဖော်ပြချက်ကပါလဲဆိုတော့ယဉ်နှချင်းခံယူပြီးတော့ကျမတို့ကပေါ့နော်ဒီယုံကြည်ခြင်းကိုလူတွေရှေ့မှာပြသခြင်းကို ပြောခြင်းဖြစ်တယ်ဒီစာရန်ရဲ့စာရန်နဲ့အပြစ်တရားရဲ့လက်အောက်ကနေလွတ်ပြီးတော့ဘုရားသခင်ရဲ့ဘက်တော်သားအနေနဲ့ရှိနေခြင်းကိုပြောခြင်းဖြစ်တယ်ပေါ့နော် တွေ့တွေ့ကြပေါ့နော်ဒီမှာရှိတဲ့ခရိယံယုံကြည်သူများအပါဝင်ပေါ့နော်ကျွန်မအနေနဲ့မိကုန်းတစ်ခုပါပြောချင်လဲဆိုတော့ကျမတို့အခုလက်ရှိပေါ့နော်ကျမတို့လှုပ်ဆောင်နေဖရားအတွက်ပေါ့နော်ဘလောက်စကတ်မူပြုတ်ပြီးလဲဒါမှမဟုတ်လို့ရှိရင်စာရမဏနဲ့ဆက်ဆက်မိတယ်ပေါ့နော်ဒီအဲ့လိုမျိုးကိုကျမတို့ပြုလို့မိနေပြီလားဆိုတာပေါ့နော်ဒါကတော့ကိုကိုကိုပြန်လဲစမ်းစစ်တဲ့မိကုန်းဖြစ်ပါတယ် ီလိုမျိုးတွေမဖြစ်အောင်ပေါ့နော်ဒီထက်မှာနှစ်ချက်ဆက်ပြီးတော့ပြောပြချင်ပါတယ်ပထမတစ်ချက်အနေနဲ့ပေါ့နော်နောင်တရရချင်းဖြစ်တယ်ဒုတိယတစ်ချက်အနေနဲ့ရင်းနှင်းချင်းခံယူခြင်းပဲဖြစ်ပါတယ်နောင်တရချင်းကပေါ့နော်ကျမတို့ဒီလိုမျိုးအပြစ်ကိုတိပြီးတော့ဖះစီပြန်လက်လာဖို့ပြောချင်းဖြစ်တယ်ပေါ့နော်ကျမတို့စီမှာရှိတဲ့ဒီမကောင်းတဲ့အပြစ်တွေကိုဖះစီဖះစီမှာဆက်ကပ်ပြီးတော့နောင်တရချင်းနဲ့ထပ်တိုင်တဲ့အချင်းကိုကျမတို့ကျင့်အောင်ဖို့လိုအပ်ပါတယ် ဓာပြင်မကောင်းနောင်တရပြီးဆိုလို့ရှိရင်ကျမတို့ကရင်းနှချင်းခံယူဖို့အတွက်ဖြစ်တယ်ပေါ့နော်ဒီနောင်တရပြီးတော့ပေါ့နော်ကျမတို့ကပေါ့နော်ဖျားစီကိုလက်လာပြန်လက်လာပြီးတော့ကျမတို့ထမ်းနေတဲ့ပေါ့နော်ဒီဝင်တွေအလုံးကိုဖျားသခင်ကပေါ့နော်ကျမတို့အတွက်ပေါ့နော်ကုထမ်းပေးဖို့ဖြစ်တယ်အဲ့အတွက်ကြောင့်ကျမတို့မှာလေးလံနေတဲ့ဒီဝင်တွေကိုဖျားစီပေါ့နော်ဖျားစီမှာပေါ့နော်ချထားဖို့အတွက်လွန်ဓမ္မပင်ရေးကြည့်ပါတယ် ဓာပြင်တာမကောက်ဘောနော်ကျမတို့ဒီလိုမျိုးအရာတွေကိုပြောင်းလဲလိုက်မယ်ဆိုလို့ရှိရင်ဒီသုံးနှစ်ကြာမူးယစ်ဆေးဝါးတွေဓာပြင်တာမကောက်ဘောနော်ဒီမသက်ရှင်းတဲ့အစားအစာတွေဒီသူတစ်ပါးကိုမကောင်းမြင်တဲ့ဘောနော် အတွေးတွေဓာပြင်တာမကောက်ဘူးဒီမကောင်းတဲ့စိတ်နဲ့သဘောထားတွေအားလုံးကပေါ့နော်ဘုရားသခင်ကပေါ့နော်ဘုရားသခင်ကိုယုံကြည်ခြင်းအဖြစ်ဒီ ဒီအရာတွေကပေါ့နော်ကျမတို့ကဗျာကျမတို့အားလုံးပေါ့နော်ပြောင်းလဲပေးมาဖြစ်ပါတယ်တပင်းတာမကောက်ယုံကြည်ခြင်းကို ကျမတို့ဘလို့ပေါ်ပြမလဲဆိုတော့ပေါ့နော်ယုံကြည်ခြင်းကိုပေါ်ပြဖို့အတွက်ပေါ့နော်ယဉ်နစ်ချင်းခင်မပြီးသေးတဲ့သူတယောက်နေနေရင်ချင်းကိုအရင်ဆုံးခံယူပါပြီးရင်ဘုရားစီမှာပေါ့နော်ကိုကိုရဲ့အပြစ်တွေကိုကိုချတောင်းပန်ဖို့လည်းဖြစ်ပါတယ်အဲ့အတွက်ကြောင့်ပေါ့နော်ကျမတို့လှုပ်ဆောင်ရမယ့်အချက်ဒီမှာ၃ချက် ပြောပြထားတယ်ပေါ့နော်ပထမတစ်ချက်အနေနဲ့ပေါ့နော်နောင်တရပါဒုတိယတစ်ချက်အနေနဲ့ပေါ့နော်ပါတီဆိုင်ခံယူပါနောက်ဆုံးတစ်ချက်အနေနဲ့ယုံကြည်ခြင်းကိုပေါ်ပြပါဆိုပြီးတော့ပြောထားတယ်ပေါ့နော်နောင်တရမှာနောင်တရပါလို့ပြောလိုက်တဲ့အခါမှာပေါ့နော်ဒီကျမတို့ကဖះကိုပြစ်မမိတဲ့အပြစ်တွေကိုဝန်ချတောင်းပန်ဖို့ဖြစ်တယ်ပေါ့နော်ဒါပြင်တာမကောင်းလူချင်းချင်းပေါ့နော်ကျမတို့စီမှာမမိတဲ့အပြစ်များစွာရှိမယ်ပေါ့နော်တယောက်နဲ့တယောက်လဲတူမှာမဟုတ်တဲ့အတွက်ကြောင့်ပေါ့နော် လူလူချင်းပေါ့နော်ပြင်မမြင့်တဲ့အပြစ်တွေဖျောက်ပြင်မမြင့်တဲ့အပြစ်တွေရှိခဲ့မယ်ဆိုလို့ရှိရင်ပေါ့နော်ကျမတို့ဝန်ချတောင်းပန်ဖို့ဖြစ်တယ်ဒါပြင်တာမကကိုယ့်ရဲ့တငယ်ချင်းတွေပေါ့နော်ပြောမဆိုမမြင့်တဲ့အပြစ်တွေကိုလည်းပေါ့နော်ကျမတို့ကပေါ့နော်ပြန်လည်ပြီးတော့တောင်းပန်ဖို့လည်းလိုအပ်တယ်ပေါ့နော်ရင်းနှီးချင်းခံယူလိုက်တဲ့အခါမှာဆိုလို့ရှိရင်ဒီနောင်တရပြီးတော့ရင်းနှီးချင်းခံယူလိုက်တဲ့အခါမှာဆိုလို့ရှိရင်ဘုရားသခင်ကကိုယ်စီမှာရှိတဲ့အပြစ်တွေကိုဘုရားဖြေလို့ ပေးมาဖြစ်ပါတယ်ယောဟန်ခန်းကြီး6ငယ်30ခုမှာဗာပြောလဲဆိုတော့ငါထန်တိုးလာတော့သူကိုငါဒီအလင်းမပယ်ဆိုဘို့တော့ဗောနော်ဖခင်ကဂတိပေးထားတာတွေ့ပါတွေ့ရပါတယ်ကိုယ့်ရဲ့ယုံကြည်ခြင်းကိုဘယ်လိုဖော်ပြမလဲဆိုလို့ရှိရင်ဗောနော်ကိုရဲ့ယုံကြည်ခြင်းကိုမနော် ကိုရရှိထားတဲ့ဒီတည်င်းစကားအလင်းအလင်းတရားအားလုံးပေါ့နော်ဖះကိုပေါ့နော် ဖခင်အတွက်ပေါ်ပြန်ပြီးတော့ဝင်ငါဖို့ဖြစ်တယ်ဒါပြင်သာမကောင်းကျမတို့ပေါ်တော့ဟိုးငငယ်လေးတဲကနေအခုချိန်နေထိပြန်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ဖခင်ရဲ့ကောင်းမြတ်ခြင်းတွေနဲ့ကျမတို့အသက်ရှင်သွားလာနေရတာဖြစ်ပါတယ်ပေါ့နော်ဒီကျမတို့ရှူရှိုက်နေတဲ့လေတွေအားလုံးကဖခင်ပေးတဲ့အတွက်ကြောင့်ပေါ့နော်ဖခင်ကိုပြန်ပြီးတော့ယေရှုတင်တက်ဖို့ဓာပြင်သာမကောင်းဖះရဲ့အမှုတော်မှာပေါ့နော်ကိုကတက်နေတဲ့လောက်ပအဝင်ဆက်ကပ်ဖို့လိုအပ်တယ်။ဘာဖြစ်လဲဆိုတော့ဖះပေးထားတဲ့အရာတွေအားပေါ့နော်ကျမတို့ပြန်ပေးဆက်တာနဲ့ အများကြီးကွာဟတာတွေ့ရတယ်ပေါ့နော်အဲ့အတွက်ကြောင့်ကျမတို့ကိုအမ်သူတပားကပေါ့နော်အော်ဒါလေးလောက်ခိုင်းပါလားဆိုပြီးတော့အဲ့လိုပြောတဲ့ခါမှာပေါ့နော်ကျမတို့ကငင်းချင်းမို့ပဲနဲ့ပေါ့နော်ရတယ်လောက်ပေးမယ်ပေါ့နော်တချို့သူတွေဆိုရဲအဲ့လိုပဲပေါ့နော်အမ်ဘာပဲခိုင်းခိုင်းပေါ့နော်အကုန်လုံးပေါ့နော်အစင်သေးဖြစ်တဲ့လူတွေလည်းရှိတယ်ပေါ့နော်အဲ့အတွက်ကြောင့်ပေါ့နော်ကျမတို့ကပေါ့နော်ကိုယ့်ရဲ့ယုံကြည်ခြင်းကိုပေါ်ပြဖို့အတွက်ပေါ့နော်ဘုရားကကိုယ့်ကိုပေးထားတဲ့အရေးချင်းတွေတယောက်နဲ့တယောက်မတူတဲ့အတွက်ကြောင့်ပေါ့နော်ကျမတို့က ဒီအရေးချင်းတဲ့အပေါ်မှာမူတည်ပြီးတော့ဖះကိုပေါ့နော်ဆက်ကပ်ပြီးတော့အသုံးအသုံးတော်ခံဖို့အတွက်ဖြစ်ပါတယ်။ဒီနေ့မှာဆိုရင်ကျွန်တော်တို့ရဲ့အပြစ်တွေကိုပေါ့နော်ဖះသခင်စီမှာဝန်ချတောင်းပန်ပြီးတော့ယင်းနှစ်ချင်းမခံပြီးတဲ့သူတယောက်အနေနဲ့ဆိုရင်လို့ရှိရင်ပေါ့နော်ဖះကိုဝန်ချတောင်းပန်မှာဓာပြေသားမှာကိုယ်စီမှာရှိတဲ့အပြစ်တွေကိုပေါ့နော်ဖះကိုစကားပြောသလိုပြောလို့ရတယ်ပေါ့နော်ဆူတောင်းချင်းနဲ့ပေါ့နော်ကျမတို့ကဖះစီကိုပေါ့နော် ပြန်လာပြီးတော့လမ်းလာဖို့ဖြစ်ပါတယ်ဒီလိုမျိုးပါရီဆန်ခံယူခြင်းတနည်းအားဖြင့်ပေါ့နော်ရင်းနှချင်းခံယူခြင်းကပေါ့နော်အကောင်းဆုံးအချင်းဖြစ်တယ်ဆိုတာလေကျမတို့သိရှိရမှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်ဘုရားသခင်ကခနေ့မှာကျမတို့ကိုခေါ်ဖိတ်နေတော့ငါသားငါသမီးပေါ့နော်ငါထံသို့ပြန်လာပါပေါ့နော်ဘုရားသခင်ကျမတို့ကိုစောင့်မျှော်နေတယ်ပေါ့နော်သားထွေးလိုပဲပေါ့နော်ဘလောက်ပဲဆိုးခဲမိုက်ခဲပဲစီပေါ့နော် သူ့ရဲ့ဖခင်ကသူ့ကို တရက်မပြည့်ဘောနော်စောက်နေတဲ့တလို့ပဲဘောနော်ဘုရားသခင်ကလည်းကျမတို့ကိုဘောနော်အမြဲတမ်းစောက်ကြုံနေတယ်ဆိုတာဘောနော်ကျမတို့သိရှိပြီးတော့ဘုရားသခင်စီလမ်းလာဖို့အတွက်ဘောနော်အင်မတန်မှပင်အရင်ကြီးတဲ့အကြောင်းဘောနော်ပြောချင်ပါတယ်ဘုရားသခင်ကဘောနော်ကျမတို့စီမှာပြန်လာပြီးတော့ကင်းအောင်ခြင်းတဲ့အတွက်ကြောင့်ကျမတို့ရဲ့နှလုံးသားတွေကိုပေါ့နော်အတကားဖွင့်ပြီးတော့ဘုရားသခင်ကိုစီးကျူဖို့အတွက်ပေါ့နော်လိုအပ်ပါတယ် ဒီကနေ့မှာဆိုလို့ရှိရင်ကျမတို့ရဲ့အပြစ်တွေကိုဆေးကြောပြီးတော့နှိချင်းခံယူဖို့အတွက်ပေါ့နော်အစင်သစ်ဖြစ်ပြီးလာပေါ့နော်ဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့အသက်တာမှာမှာပေါ့နော်ဒီယဉ်နှိချင်းခံပြီးပေမဲ့လည်းမာရွေးမှုတွေများစွာရှိတယ်အခုချိန်မှာပေါ့နော်နောင်တရပြီးတော့ဘုရားသခင်ခွေလို့ခြင်းကို တောင်းခံဖို့ပေါ့နော်အချိန်ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ကျမတို့ကဒီအရာပေါ့နော်ကျမတို့ရဲ့စိတ်ထဲမှာဆွေမြဲစွာမှတ်ထားပြီးတော့ ဖះကိုပေါ့နော်ကျမတို့ပြန်ပြီးတော့ဝန်ခံဖို့ပေါ့နော်အရေးကြီးတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ပြောကြားချင်ပါတယ်ဒီအတွက်ကြောင့်ပေါ့နော်ဒီညနေမှာကျမပြောချင်တဲ့အကြောင်းအရာကတော့ပေါ့နော်ဒီလောက်ပဲဒီညနေရဲ့သတင်းစကားလေးပေါ့နော်ဘာကိုဆက်ပြီးတော့ပြောချင်လဲဆိုတော့ဒီကျမတို့ခံစားနေရတဲ့ဒီကောင်းကြီးမင်္ဂလာတွေအများကြီးရှိတယ်ပေါ့နော်အဲ့အတွက်ကြောင့်ဖះကို ပြန်လဲပြီးတော့ဆက်ကပ်ဖို့ဖះကိုပြန်ဖះရဲ့ဘက်မှာပေါ့နော်ကျမတို့ကဘလောက်ထိပါဝင်ဆက်ကပ်မှုရှိပြီးလဲပေါ့နော်ပြန်လဲပြီးတော့ကိုကိုကိုသုံးသက်ဖို့ဖြစ်တယ်ပြီးတော့ဖះပေးထားတဲ့ကျမတို့ရဲ့ဒီအသက်တာမှာလဲပေါ့နော် အကောင်းဆုံးနဲ့အကိုတက်နေတဲ့လောက်ဘက်ကနေပါဝင်ဆက်ကပ်ဖို့လိုအပ်တယ်ပေါ့နော်ကျမတို့တက်နိုင်တဲ့အုတ်တစ်ချက်သဲတစ်ပွင့်လဲပါဝင်ဆက်ကပ်လို့ရပါတယ်ပေါ့နော် ကျန်တဲ့အရာတော့ဘုရားသခင်ကကျမတို့ကိုထက်လောင်းပြီးတော့ပေးมาဖြစ်ပါတယ်ကျမတို့ကဆက်ကပ်လေးလေးဘုရားကကျမတို့ကိုအတုံးခံအတုံးဆက်ပြီးတော့အတုံးခံလေးလေးဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ကျမတို့ရောက်စီတိုင်းပေါ့နော်ဘုရားဘက်မှာပေါ့နော်တုတ်ဆုပ်ခြင်းမရှိဘဲနဲ့အကောင်းဆုံးပါဝင်ဆက်ကပ်နိုင်တဲ့ယုံကြည်သူသားသမီးရောက်စီတိုင်းဖြစ်ပါစေလို့အပေးအယူပြုရင်းနဲ့နေကုန်းချွတ်ချင်ပါတယ်ကျမ်းနာသူခရိယန်မိသားစုဝင်များအားလုံးပေါ့ဘုရားသခင်တည်ထက်မကကြွယ်ဝစွာသောကောင်းခြင်းမင်္ဂလာများတို့လောက်ချက်ပေးပါစေ